အလုံးမဲမင်္ဂလာပါရှင်။ Audio Polyby by Imo Sore Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့လီမှာတော့ဆီယမနိုင်နိုင်စနေရှိသားများဝေထားတဲ့စိတ်ခံစားမှုတမိုးဆိုတာပါလဲဆိုတဲ့ဘာသာပြန်ဆောင်ပါဠိကိုဖတ်ပြပေးချင်ပါတယ်ရှင်။ဆောင်ပါဠိရဲ့အစမှာမိမထမင်းချက်တာပျော့သွားတယ်။ဒါကိုယောက်ျားဖြစ်သူကရရဲပျော့ပျော့လေးချက်တော့အစာရင်အတွက်ကောင်းတာပေါ့။ဒီရက်ပိုင်းအစာမကြေဖြစ်နေရတဲ့အတော်ပဲလို့ပြောပါရစေ။မိမဖြစ်သူကအလုံများလို့ထမင်းတဲဖို့မိသွားတယ်။ ဒါကိုယောက်ျားဖြစ်သူကအပြင်ကနေမစားရအောင်အပြင်စားမစားဖြစ်တတ်တာအတော်ကြာပြီလို့ပြောပါတယ်။ယောက်ျားကောင်းမောင်းတာလမ်းမသွားတယ်။ဒါကိုမိမဖြစ်သူကလမ်းမတော့လေမရောက်ဘူးတဲ့နေရာရောက်ဘူးတာပေါ့လို့ပြောပါတယ်။ မိမကအိမ်မှာပဲနေပြီးကလေးထင်ရတော့အပြင်လုံးမလုံးနိုင်ဘူးဒါကိုယောက်ျားဖြစ်သူက မိမကတိတ်တော်တယ်ကွာကလေးလေးခီဦးဆိုင်တယ်အိမ်အလုပ်လည်းအကုန်လုပ်တယ်အိမ်ကတန့်ရှင်းနေတာပဲအိမ်မှာမိမရှိရင်ငါအကုန်စိတ်ချတယ်လို့ပြောပါတယ်ယောက်ျားတန့်ရှင်းရေးလုပ်တော့ခွက်တလုံးကြာကွင်းသွားတယ်ဒါကိုမိမဖြစ်သူကတော်သေးတယ်လူပါမှမဖြစ်လို့လို့ပြောပါတယ် ယောက်ျားအလုလမဲ့ဖြစ်တော့မိမကကိစ္စမရှိဘူးအလုဆက်တိုက်လုပ်နေတာဆယ်နှစ်ကျော်နေပြီလေနော်တေချာလဲအနာမယူပြဘူးအခုအလုမရှိတော့ကောင်းကောင်းလေးအနာယူလို့ရပြီကျမကိုရောကလေးတွေကိုရောအဖို့လုပ်လို့ရပြီအလုပြန်လုပ်ဖို့အစဉ်သင်ဖြစ်ချိန်ကြမှာကျမတို့အလုထက်ရှာရအောင်လို့ပြောပါတယ်စိတ်ခံစားမှုတန်မှုဆိုတာစိတ်ခံစားမှုကိုမြင်တယ်စိတ်ခံစားမှုကိုဂရုစိုက်တယ်အဲ့ဒီနောက်စိတ်ခံစားမှုကိုစာနာနားလေတာဖြစ်ပါတယ်တဲ့ မြင်တာကနားလဲတာဖြစ်ပြီးဂယူဆိုင်တာကတော့နှစ်သိမ့်တာပဲဖြစ်ပါတယ်တဲ့။စာနာနားလဲတာကတော့ဂယူနာတရားပဲဖြစ်ပါတယ်တဲ့။အိမ်နောင်ကြီးတစ်ခုမှာစိတ်ခံစားမှုဆိုင်ရာတန်ဖိုးကအိမ်နောင်တစ်ခုအတွက်သိက္ကိုအရေးပါပါတယ်တဲ့။စိတ်ခံစားမှုတည်ငြိမ်တဲ့အိမ်နောင်ဘက်တယောက်ရှိတာလေသိက္ကိုအရေးပါပါတယ်။ ပြဿနာနဲ့ကြုံတဲ့အခါသူကအပြစ်တင်ညှိတွားတာထက် ဖြည့်ရှင်းမှုကိုအရင်ရှာပါတယ်။ဒါမှမဟုတ်နှစ်သိမ့်မှုပေးပါတယ်။လေးရင်မမီလို့မိတာကစောင်းဖို့မိသွားလို့ခမင်မကျက်လို့ဒါရီကလူကိုစိတ်တကြမျောလင်းချက်မဲ့စေဖို့ဒီအရေးမပါဘူးလေနော်။လူကိုတကယ်စိတ်တကြမျောလင်းချက်မဲ့စေတာက ဖြည့်ရှင်းဖို့လိုတဲ့ဒီလိုပြဿနာတွေကြုံလာတဲ့အခါကိုနဲ့အနီးဆုံးလူကကိုကိုပြင်းပြင်းထန်ထန်ဝေဖန်အပြစ်တင်တာပဲဖြစ်ပါတယ်။ ။မမြော်လင့်ထားတဲ့အခြေအနေတွေနဲ့ကြုံရတဲ့အခါကျွန်တော်တို့ဘက်မှရှိနေပြီးရှေ့ကနေမောင်မောင်မမတ်ရက်တီကာကွယ်ပေးမယ်။အဆင်ပြေတယ်။မကြောက်နဲ့။ကိုဖြည့်ရှင်းလိုက်မယ်လို့ညင်သာခိုင်မာစွာပြောလာမယ်လူတယောက်ရှိဖို့ကျွန်တော်တို့တွေမျှော်လင့်မိပါတယ်။ထိမိတဲ့စကားတစ်ခုကိုလည်းသတိရမိတတ်ပါတယ်။တခါတလေဘာမှမဟုတ်တဲ့အသေးဖွဲကိစ္စလေးတွေကအကျဉ်ဖန်များစွာထိုးနှက်လာတဲ့အခါလူကိုပြိုလဲမှုအစုံကိုတွန်းပို့သွားနိုင်ပါတယ်။ကျွန်တော်တို့လူသားမန်လူတွေအတွက် နေ့စဉ်ဘဝဆိုတာကလည်းအသေးအဖွဲကိစ္စတွေပဲဖြစ်ပါတယ်။ဒါပေမဲ့စိတ်ခံစားမှုဆိုင်ရာတန်ဖိုးကိုကျွန်တော်တို့ပေးနိုင်မယ်ဆိုရင်တစ်ဖက်လူစိတ်ဓာတ်ကျနေခြင်းဒါမှမဟုတ် အပြက်သဘောဆောင်တဲ့စိတ်ခံစားချက်ကြုံနေရခြင်းမှာသူတို့ကိုပေါ့ပေါ့တန်တန်ဆက်ဆန်တာအပြစ်တင်ဝေဖန်တာထက်တီးခန့်ပြီးချက်ချင်းတင်မြက်အောင်လုပ်တာနှွေထွေမှုနှစ်သိမ့်မှုတွေပေးတာတွေလုပ်နိုင်ပါတယ်အဲ့လိုဆိုရင်အခုလိုအသေးဖွဲလေးတွေကဘာမှမဟုတ်တဲ့ပြဿနာလေးတွေဖြစ်သွားပါလိမ့်မယ်တဲ့ အိမ်နောင်ဘက်ချစ်သူရီစားတွေအငင်းပွားရတဲ့အကြောင်းရင်းတွေကိုသေချာပြန်စဉ်းစားကြည့်တဲ့အခါအငင်းပွားရတဲ့အချက်အများစုက လွယ်လွယ်ပြုပြင်ဖြေရှင်းလို့ရနိုင်တယ်အသေးမွားအမှားလေးတွေဆိုတာတွေ့ရပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်နှလုံးအိမ်လေးကိုမကောင်းတဲ့စိတ်ခံစားမှုတွေနဲ့ပြည့်မနေပါစေနဲ့တဲ့။မှတ်ထားရမှာကပြဿနာတိတိလေးကို ပုံကြီးမချေပါနဲ့။ပြဿနာတစ်ခုကိုမလွတ်တမ်းတင်းတင်းဆုံးမထားပါနဲ့။အတိတ်ကမကျေနပ်ချက်တွေကိုလည်းထပ်တလေးလေးပြန်မစွာပါနဲ့တဲ့။ဒါတွေကတော့အငင်းပွားမှုစဉ်ဆက်မပြတ်ဖြစ်စေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့်အိမ်နောက်ရေးမှာပြဿနာဖြစ်လာရင်တရားကိုတရားလမ်းနည်းနည်းစီလောက်ဖယ်ပြလိုက်ပါတဲ့ဘဝဆိုတာဆန်စီစာပြဿနာတွေလိုပါပဲအချင်းချင်းအပြစ်တင်တာလေးကိုလျှော့ပြီးနားလည်မှုလေးပို့ထားသီးခံပြီးတာဝန်ယူမှုတာဝန်ခံမှုလေးသာပို့ရှိနိုင်မယ်ဆိုရင်ဘဝကတကယ်တမ်းမှာအဲ့ဒီလောက်မရှုပ်ထွေးဘူးဆိုတာတွေ့ရပါလိမ့်မယ်တဲ့ မိသားစုတစုအတူတကွာနေထိုင်တဲ့အခါမှာလေညီနိုင်မှုတီးခတ်မှုလေးသာရှိမယ်ဆိုရင်တည်ငြိမ်အေးချမ်းမာကမလွတ်မသွေဖြစ်ပါတယ်ဆိုပြီးဆီယမ်မားရဲ့ဘာသာပြန်ဆောင်ပါလေးကိုဒီညလေးမှပဲအဆုံးသတ်ထားပါရရှင် ဆီယမားရေးသားနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆီယမားရဲ့ Facebook page ဖြစ်တဲ့99စနေဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရသလိုဆီယမားရေးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝယ်ယူအပိဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနောက်ထပ်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆိုနော်။